ောက်ကလေးတချို့တချို့ဟာလေးတွေကဖေဖေနဲ့တတူတယ်အဲ့လိုသူ့ကိုမမခြိသေးလက်သေးလေးတွေညှက်ပေးလို့ရှင်အဲ့ဖေဖေရဲ့ခြိသေးလက်သေးလေးတွေနဲ့တူတာကောက်ကလေးတော်တော်များများတူတယ်ပေါ့ဆိုအဲ့လိုမျိုးဥမာကားထဲမှာစီမရှိဘူးဆိုရင်မိမအပြည့်ဖြည့်တာအပြည့်ဖြည့်တာကားထဲမှာအဲ့လိုစီအပြည့်ဖြည့်ပေးတာဆိုမမဟုတ်ဖေဖေတယောက်ပဲရှိရလေဖေဖေရှိတော့ကမမကားထဲမှာစီဘရောမှာတကိတ်မှမကြုံမလျော့ဘူး ကြောတာနဲ့သမိထက်သမိထက်အဲ့လိုမျိုးလေးပေါ့နော်ဖေဖေနဲ့တူတဲ့အချက်တွေအများကြီးမမတွေ့ရအဖေနဲ့တူတဲ့ခင်မုန်းရတဲ့သဘောမျိုးလို့မမစိတ်ထဲမှာထင်တယ်အေးအိုင်ဘာအေးအိုင်တုံးချစ်ရလေနော်ငါမတော့ဘူးနင့်ကိုလှုပ်ပေးတာနင့်မနင့်မှမလှုပ်တတ်ဘူးငယ်ငယ်တော့တပုံနေ ငယ်ငယ်တော့ဓာတ်ပုံလေးကိုသူ AI ထဲမှာထည့်လိုက်တာအဲထည့်လိုက်တော့အဲ့တော့လှုပ်လှုပ်အလှုပ်ကလေးဖြစ်သွားတာပေါ့နော်ဆိုတော့ကိုကမမကိုဟာလေးပို့ပေးတာတတနဲ့မမနဲ့ဟိုကတော့ပွဲဗာလဲကျမချစ်သူသူ့ယောက်ျားလာအဲ့ဟိုဟာဇလန်းတွဲကတော့ပွဲသွားတော့ကပုံလေးကိုကိုကမမကိုပို့ပေးတာသားမီနှစ်ယောက်လမ်းလျှောက်သွားတာအမှန်တကယ်စတေရိုက်ထားတာလမ်းလျှောက်သွားတာလေးဖြစ်သွားအဲ့နဲ့မမကသူ့အဲ့ ူငယ်ငယ်တော့ပုံလေးပို့ပဲဖေးဖေးလို့ဒီပုံလေးလုတ်ကြည့်ပါလား AI နဲ့ဆိုအဲ့ရှုလုတ်လိုက်တာချစ်စရာလေးလေအမမတင်တာချစ်စရာလေးချစ်စရာလေးအားကြောင့်လေအော်လို့တစ်ချိန်မှာကိုယ်အိမ်နောက်ဦးစီးဖြစ်လာမယ်ကလေးလေးအဲမမစဉ်းစားကြည့်ရပါနော်ကောက်ကလေးတချို့တချို့ဟာလေးတွေဖေးဖေးနဲ့တတူတယ်အဲ့လိုသူ့ကိုမမခြိသေးလက်သေးလေးတွေညှက်ပေးလို့ရှိရင်အဲ့ဖေဖေရဲ့ခြိသေးလက်သေးလေးတွေနဲ့တူတာကောကလေး တော်တော်များများတူတယ်ပေါ့ဆိုအဲ့လိုမျိုးဥမာကားထဲမှာစီမရှိဘူးဆိုရင်မိမအပြည့်ဖြည့်တာအပြည့်ဖြည့်တာကားထဲမှာအဲ့လိုစီအပြည့်ဖြည့်ပြီးတာဆိုမမဟိုဖေဖေတယောက်ပဲရှိရလေကားစီတွေပါတယ်အဲ့လိုတစ်ခါတည်းကြာလို့ရှင်အဲ့လိုဟိုပါပေါ့မမလို့ဆိုခါကြဖင်ကန်းနဲ့ရှောက်မောင်းရလေတဲ့မလားအဲ့လိုမျိုးလေဆိုတော့အဲ့လိုဖေဖေတော့မှဆိုရင်တမီးလေးကဖေဖေရှိတော့ဆိုမမကားထဲမှာစီဘရုံးမှာတကိတ်မှမကြုံမလျော့ကြောက်တာနဲ့တမီးထက်တမီးထက်အဲ့လိုမျိုးလေးပေါ့နော် ဆိုမမတို့အလုပ်ကလည်းအဲ့လိုအပြင်းသွားတစ်ချိန်လုံးအပြင်းမှာသွားကားရမောင်းနေရတာကိုဆိုတော့အဲ့ဒါကိုမမဆိုရင်အာကိုကောင်နဲ့စပြီးတွေ့ကြရအဲ့လိုသူ့မှာဖေဖေနဲ့တူတဲ့အချက်တွေအများကြီးမမ တွေ့ရအဖေနဲ့တူတဲ့ခင်မုံရတဲ့သဘောမျိုးလို့မမစိတ်ထဲမှာထင်တယ်မမထင်တယ်ပေါ့နော်အဲမမမကိုဟိုမှာပေါ့အတုံးသေးမယ်ဆုံးမမယ်တခါကြီးရရင်လေရင်မရပဲဟဲ့ရမ်းတဲတာပဲနော်သူတို့ရမဖြစ်ဘူးဟမ်းဖြစ်တယ် နေမြနောက်စကားများအချိန်တွေရှိတယ်ဒါပေမဲ့အမြဲတမ်းလေအကိုကအမြဲတမ်းပြန်ချော့တယ်သူပဲပြန်ချော့တယ်သူမမ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 အကိုကပြင်းလေမိမရေးဆိုအဲလိုမျိုးလေးချော့အခါကြရတယ်နောက်ပိုင်းကျတော့သူ့မြေတာတွေတိလာတဲ့ခါကျတော့အာမမစိတ်ချမ်းပါလေအကိုမားတယ်ကိုကို sorry ကိုမားနေတောင်းပန်လိုက်တယ်ဘရောမလေးအဲ့လိုမမာနာထားမနေဘူးဆိုတော့ကြောက်နေကြောက်ကအဲ့လိုမျိုးလေးပေါ့ဆိုတော့မမဆိုလို့ရှိရင်အမြဲပြောတယ်အာမမဟိုဒါ ကိုကအရန်ချစ်တဲ့အတွက်ကြောင့်မလို့မမဒီအိမ်တောင်ကိုမလက်ခံလိုက်တယ်အိမ်တောင်တစ်ခုထီထောင်နေပေါ့သူအရန်ချစ်တယ်ဆိုပေမဲ့လည်းတကယ်တကယ်ကြာတစ်ခါတစ်ခါလေးကြာလို့ရှင်အာမမစိတ်ထဲမှာအဲ့လိုဟိုတမိစားလို့အဲ့လိုချစ်တာကြိုက်တာအဲ့လိုမျိုးမဟုတ်ပေမဲ့မမမြစ်တာသူ့ပေါ်မှာစစ်တယ်ထိလားအမသူ့ကိုမေတ္တာအစ်စ်ပေးနိုင်နေပေးနိုင်နေမမအမြဲတမ်းပြောတယ် အာကိုရဲ့စိတ်ရင်းစေတနာရောင်ပြန်ဟတ်တယ်ဆိုတဲ့စကားလေးရှိတယ်။ဆိုတော့မအိမ်အောင်ကြီးမှလည်းတယောက်နဲ့တယောက်စိတ်ရင်းစေနာအမှန်လေးတွေလိုအပ်တယ်။မောင်လေးပြောသလိုပေါ့နော်။မတယောက်ကမှားရင်လည်းငါမှားတယ်ဆိုတာလေးကိုတောင်းပန်နိုင်ရမယ်။ကိုကိုမှန်နေတိုင်းလည်းငါမှန်တယ်ဆိုပြီးတော့အာနေလို့မရဘူး။ဆိုတော့အိမ်အောင်ကြီးဆိုတော့တော်တော်တော့ခဲရင်တောင်ဒါမမဆိုလဲဒါအတက်နိုင်ဆုံးတော့ကိုရဲ့အိမ်တောင်လေးကိုအကောင်းဆုံးဖြစ်အောင်မမစူးစမ်းရဲထိမ့်သိမ့်နဲ့စိတ်ကလေးတွေထားတတ်အောင်နေတတ်အောင်ကိုဟာကိုစူးစမ်းယူရတယ် ဆိုတော့ဟိုအမြဲတမ်းအဆင်ပြေနေရတယ်လို့မဟုတ်ပေမဲ့အဆင်ပြေအောင်နေရမယ်ဒီနေ့တူတော်မိနေမိမာဒီနေ့တူတော်ရောက်ကြပါကြာကြာဆောင်းချောင်းမှုတာပေါ်ဟုတ်တယ်လိုအပ်တာပေါ့မမဆိုအမြဲပြောရလေဥမာမမတို့အိမ်အောင်ကြတယ်အာဒီယောက်ျားတယောက်ကိုဥမာကိုအာကိုနဲ့အတူတူရှိတယ်ဆိုဘလို့ပဲဖြစ်ဖြစ်လေဥမာသူများသားပေါ့သူများရဲ့သားကိုကိုက စောင့်ရှောက်ရတဲ့သဘောရှိတယ်။အဲ့တော့ကိုသားတယောက်လိုပဲကိုရဲ့သားတယောက်လိုပဲဟိုကောင်းသည်ဆိုးသည်စိတ်ရင်းအမှန်နဲ့မမဆိုရင်ဒါပြပြဒါတော့ကောင်းတယ်နော်ဒါဒါတော့အဆင်မပြေဘူးနော်ဒီလူကပြပြပေါ်ကောင်းတယ်ဒီလူမကောင်းဘူးနော်အကိုကဘေးကနေပြီးတော့ပေါ့နော်အခုမမသားလေးမွေးလိုက်တဲ့အခါကျပိုခံစားတတ်သွားမမရဲ့သားကိုယူတဲ့ဟိုမှာမမရဲ့ဒါတမိဖြစ်လာမဲ့ချွေးမဆိုလို့ရှင်လေမမရဲ့သားကိုယူပြီးမဲ့ သူ့သားတယောက်လို့သူစောင့်ရှောက်ရတော့မှာသိလားဖေးမရတော့မယ်ကုညီရမယ်တိုးတက်အောင်အောင်မြင်အောင်အနောက်ကနေပံ့ပိုးပေးရတော့မယ်ဘမဆိုလဲဒါမိမတယောက်အနေနဲ့အကိုရဲ့နောက်မှာနေပြီးတော့အလိုအကိုဘာလိုတာလဲဘာလို့ချင်တာလဲအကြံဉာဏ်လေးပေးမယ်စကားပြောကြည့်မယ်ဘမသူစီးပွားရေးတွေကိုမမအကြံဉာဏ်ပေးမယ်အများကြီးပေါ့နော်လှုပ်လှုပ်ပေးဖြစ်တာပေါ့ဆိုတော့အမ်မိမတယောက်ကလည်းဒါ အရေးချင်းတွေအများကြီးရှိမှအာဟိုဘယ်လိုခေါ်မလဲမေတ္တာစိတ်လေးအပြည့်ရှိမှအိမ်ောင်တစ်ခုကိုတည်တည်ချာချာလေးလိုက်ခဲလုံနိုင်မှာပေါ့อืมကျေးဇူးအာမပန်ကျေးဇူးအများကြီးတင်ပါတယ်မပန်တို့ကဒါဒီနေ့ဒီချိန်ထိဒါဒါပရိသတ်တွေရဲ့ရှေ့မှာမမတို့နေကြရတာပေါ့နော်ဒါပရိသတ်တွေရှိနေသေးလို့မမတို့နေနေရတာပေါ့ဆိုတော့တော့ဒါမမတို့ပေါင်ကူပေးတဲ့ဒါစာနယ်ဇင်းတွေပေါ့စာနယ်ဇင်းညီကိုမောင်နှမတွေဒီလေမမကခုနပြောသလိုပေါ့အမျိုးရင်းချတွေမဟုတ်ပေမဲ့ ကိုနဲ့ထိတွေ့နေရတာဆက်ဆံနေရတာဒီဒါဒါတနေရရတစ်ချိန်ချင်းပြီးခဲ့တဲ့ဘယ်နေရာမှာဘလို့တော်ဆက်ခဲ့လို့ဒါခင်မင်နေကြရလဲမသိဘူးပေါ့အမတို့ဆိုတော့ဒါစာနယ်သင်းသမားတွေညီကိုမောင်နှမတွေဆိုလဲကိုမောင်နှမတွေလိုပဲဟိုခါရီကြရင်အိမ်မှာမပြောပြတဲ့စကားရောဟဲ့လောင်းဝဲဆိုပြောကြရပဲလေသိမလားအတင်းနေပြောကြရပဲလေဆိုတော့အဲ့လိုမျိုးလေးတွေဆိုတော့လေအာအာကျေးဇူးတင်တယ်ဒီစာနယ်သင်းညီကိုမောင်နှမတွေဒါအားလုံးကိုရောနောက်မမကိုအားပေးကြတဲ့ပရိသတ်တွေလည်းကျေးဇူးများကြီးတင်တယ် အာမမဘဝမှာအာလို့ခေါမလဲခုနပြောသလိုပေါ့အားလုံးပေါ်မှာ စိတ်ရင်းစိတ်နာအမှန်လေးနဲ့အာမမအကောင်းဆုံးဖြစ်အောင်ဆက်လျှောက်ပါမယ်ပြောချင်တယ်